င်္ဂလာပါရှင်။ဟုတ်ကဲ့အဲ့တော့ကျွန်တော်ကဒီသင်ခန်းစာဗီဒီယိုဖိုင်လေးမှာကြာတော့လေအားလုံးသိကျင်နေကြတဲ့ Tenses တွေအကြောင်းတွေပေါ့နော်လေ့လာတဲ့အခါမှာတော်တော်လေးရောတတ်တဲ့မှားလဲမှားတော့မိတတ်တဲ့ past tense နဲ့ past perfect tense တို့ရဲ့ကျွန်တော်ကွဲပြားချက်လေးကိုရှင်းပြပေးချင်တာဖြစ်ပါတယ်ရှင်။ Okay တော်တော်လေးကိုလည်းမှားတော့မိတတ်တယ်ရောလဲရောတတ်တယ်နော်။စရအောင်ကျွန်တော်တို့ past tense past perfect tense အဲ့တော့တကယ်တော့ကျွန်တော်တို့တို့နှစ်ခုရဲ့အသုံးပြုပုံလေးကတူမနေပါဘူးနော်။ ။ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ past tense သူရထိပ်ပဲလေးကပါလဲဆိုတော့အတိတ်ကာလမှာတခုခုကဖြစ်ခဲ့တာလုပ်ခဲ့တာဒါပဲ။အဲ့တော့သူဒီအတိတ်ကာလပြကျွန်တော်တို့အချိန်ကိုဖော်ပြတဲ့အတိတ်ကာလပြစလုံးပါရင်ပါမယ်ဒါလို့မပါဘူးဆိုလို့ရှိရင်လည်းအော်တိုနားလည်ပြီးသားဖြစ်တယ်ဆိုတော့အတိတ်ကာလမှာတစ်ခုခုကိုလုတ်ခဲ့တယ်ဆိုတော့တစ်ခုခုဖြစ်ခဲ့တယ်ဆိုတဲ့ပုံစံပဲဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ simple past tense ပေါ့နော်ဒီ past tense ကိုသုံးပြီးတော့ပြောပါတယ်တဲ့ Okay အဲ့တော့သူရဲ့ formula လေးကဘာလို့ဖြစ်မလဲဆိုတော့ subject plus verb do ဒါပဲ ကျွန်တော် subject plus semester first term ပေါ့နော် semester first term ဆိုတာဗါလဲဆိုတော့ verb 2ကိုပြောတာ Okay နော်အဲ့တော့ subject plus verb 2ဒါပဲသူ့ရဲ့ formula Okay ဥမာအနေနဲ့ဆိုလို့ရှိရင် I went to the market yesterday ငါမနေ့တော့ငါဈေးကိုသွားခဲ့တယ်ဒီမှာ yesterday အတိတ်ကာလပြစလုံးပေါ့နော်ဒီမှာ want သူဒီကျွန်တော်တို့ verb 2 go ရဲ့ verb 2နေနော် Now she studied english last night သူမမနေ့ညတော့ငါအင်္ဂလိပ်စာကျက်ခဲ့တာ इन्हें साले लागे रहा वो ठीक मस्टर्ड इट बफ टू तब बफ टू नहीं दोनों द्वारा लास्ट नाइट दे कल दिया छह से लो ओके ना नाउ डू दे वाच अ मूवी तो रो सगाड़ का चीज के जा रहे ठीक अच्छे कल भी सलो मबाओ मबाले रहा दे कल और दिया मैं बालू लड़ी मैं वाच बफ टू ने दोनों खड़ा मलो तो रो दे भैया okay, तो रो सगाड़ का चीज के जा रहे ढावे ओके अरे तू चलो भलो मातों ले सो रो दूधी रे When something happened in the past, just one event ဆိုတော့ကိစ္စတစ်ခုဖြစ်ရတစ်ခုကအတိတ်ကာလမှာ ဖြစ်ခဲ့တယ်တခုခုကဘာလို့ဖြစ်ခဲ့တယ်လောက်ခဲ့တယ်ဆိုတာကိုကျွန်တော်ပြောခြင်းနဲ့ဆိုရင် simple past us past တို့သုံးပါတယ်ဒါဖြစ်ရတစ်ခု okay နော်နောက်တစ်ခုကျွန်တော်တို့ past perfect tense တွားကြလာပြီတွားကြတော့ဘယ်လိုနေရာမှာသုံးမလဲဆိုတော့လေ အတိတ်ကာလပဲเนาะ past လို့ကျွန်တော်ဒါဒီအတိတ်ကာလပဲအတိတ်ကာလမှာကျွန်တော်တို့ကြည့်ဖြစ်ရနှစ်ခုလိုမျိုးပေါ့เนาะအတိတ်ကာလမှာအခြားဖြစ်ရတစ်ခုမဖြစ်ခင်မှာဖြစ်ရတစ်ခုခုကဖြစ်ပြီးခဲ့တာလုပ်ပြီးခဲ့တာဆိုတော့ဖြစ်ရနှစ်ခုလုံးဒီအတိတ်ကာလအဲ့ဒါအောင်မှာအခြားဖြစ်ရတစ်ခုမပြီးခင်မဖြစ်ခင်မှာပေါ့ဒီဖြစ်ရတစ်ခုကဖြစ်ပြီးခဲ့တာလုပ်ပြီးခဲ့တာအဲ့လိုမျိုးကိုကျွန်တော်တို့က past perfect tense နဲ့သုံးပါတယ်โอเคဒီ formula လေးကဘာဖြစ်လဲဆိုတော့ subject plus had plus verb 3 ဥမာနဲ့ပြောရင်ရှင်းသားပါပါနော်။ Okay ဥမာနဲ့ဆိုလို့ရှိရင် I had eaten before they arrived. သူတို့ရောက်မလာခင်ကတည်းကငါစားပြီးသွားပြီ။စားပြီးခဲ့တယ်ပေါ့။နော် Okay ဒီမှာဖြည့်ရက်နှစ်ခုအဲ့အတိတ်ကာလတည်းကဒီပဲနှစ်ခုလုံးကအဲ့တော့မှဒီဖြည့်ရက်မတိုင်ခင်ဒီဖြည့်ရက်ကပြီးခဲ့တာ။နော်အဲ့လိုမျိုးဆိုရင်ကျွန်တော်တို့က past perfect tense နဲ့သုံးတာပေါ့နော်။ဒီမှာ had plus ဒီ eaten the verb 3 Okay နော်။နောက်ဥပမာ had studied English before the exam. သူမကစမဝဲမတိုင်ခင်အင်္ဂလိပ်စာကိုလေ့လာပြီးခဲ့တာတဲ့။အဲ့တော့နှစ်ခုလုံးဒီစမဝဲလည်းပြီးသွားပြီဒီပေရတော့စမဝဲလည်းဖြည့်ပြီးသွားပြီ။ဒီအင်္ဂလိပ်စာကျက်တာလည်းပြီးသွားပြီနှစ်ခုလုံးဒီအတိတ်ကလည်းဖြည့်ရတယ်။အဲ့တော့မှဒီဖြည့်ရမတိုင်ခင်ဒီဖြည့်ရကပြီးခဲ့တာ။နော်အဲ့လိုမျိုးဆိုရင်ကျွန်တော်က past perfect tense နဲ့သုံးတာပေါ့။ Okay နောက်ဥမာလေး we had finished the meeting when he came ူရောက်လာခဲ့တဲ့အခါမှာတော့ငါတဲ့ငါတို့တွေကဒီမီတင်လောက်တာပြီးသွားခဲ့တာတဲ့သူလည်းရောက်လာခဲ့ရောမီတင်လည်းပြီးသွားရောပေါ့အလေးပဲနော်အဲ့တော့ဒီမှာရောက်လာရလဲအတိတ်ကလားမီတင်လုပ်ပြီးရလဲအတိတ်ကလားပဲအဲ့တော့မှဒီဖြစ်ရမတိုင်ခင်ဒီဖြစ်ရကပြီးခဲ့တာအဲ့လိုဆိုရင်ကျွန်တော်တို့က past perfect tense နဲ့တုံးနေအဲ့တော့သူ့ကိုကျွန်တော်တို့ဘယ်နေရာမှာသုံးပါလဲဆိုတော့ तू ကကျတော့ two actions ဖြစ်ရနှစ်ခုဒီမှာတော့ one event ဖြစ်ရတစ်ခုဒီမှာကျတော့ဖြစ်ရနှစ်ခုအဲ့ဒါအောင်မှအတိတ်ကလမှာရှိရဖြစ်ရနှစ်ခု နှစ်ခုလုံးစီအတိတ်ကလာပဲအဲ့တော့မှတစ်ခုဖြစ်တာမတန်ခင်မှာခြားတစ်ခုကဖြစ်တာရှင်းတယ်နော်ကျွန်တော် past tense ကကိစ္စတစ်ခုပဲ तू ကလုပ်ခဲ့တယ်ဖြစ်ခဲ့တယ်အတိတ်ကလာမှာဒါဆိုရင် verb 2ဒီ past perfect tense ကကြတော့ကျွန်တော်ဖြစ်ရနှစ်ခုရှင်းလာပြီအဲ့တော့မှအတိတ်ကလာပဲနှစ်ခုလုံးစီနော်အတိတ်ကလာမှာဖြစ်ရနှစ်ခုလုံးရှင်းလာပြီအဲ့တော့မှဖြစ်ရတစ်ခုမဖြစ်ခင်မှာတခြားဖြစ်ရတစ်ခုကဖြစ်ပြီးခဲ့တာလုပ်ပြီးခဲ့တာအဲ့လိုဆိုရင် past perfect tense သူရဲ့ formula က had plus verb 3 โอเคအဲ့တော့ကျွန်တော်ပို့ပြီးရှင်းတောင်းလို့လေကျွန်တော်ဥမာလေးနဲ့တကွရှင်းပြီးတော့ကျွန်တော်ရှင်းပြပေးပါဦးမယ်နော်ဟုတ်ကဲ့အဲ့တော့ကျွန်တော်ကအခုဒီ past tense နဲ့ past perfect tense လေးကိုပေါ့နော်ပို့ပြီးတော့ရှင်းရှင်းလေးဖြစ်သွားအောင်ကျွန်တော်ကဥမာလေးနဲ့တကွရှင်းပြီးတော့ရှင်းပြပေးမယ်နော်โอเคအဲ့တော့ဒီမှာ past tense ဒီမှာ past perfect tense โอเคဥမာလေးနဲ့ဆိုလို့ရှိရင် I had dinner at 6 pm ငါညနေ6:00နာရီတုန်းကညတာစားခဲ့တယ် เนาะဒီမှာ hat ဒီကျွန်တော်တို့ valve do တော်တော် hfv ကျွန်တော်တို့မနက်စာနေ့တစာညစာစားရဲဆိုလို့ရှိရင်ကျွန်တော် half နဲ့သုံးတာပေါ့เนาะ eth eth နေရာမှာကျွန်တော် half နဲ့သုံးတာပေါ့เนาะအဲ့တော့ဒီမှာကျွန်တော်စားဒီ half ရဲ့ valve do hd hat ဒီမှာကျွန်တော် valve do ပုံစံသုံးတာเนาะဆိုတော့ eth eth ရဲ့ valve do ad h လိုမျိုးပဲပေါ့เนาะအဲ့တော့ဒီမှာ hfv half ရဲ့ valve do က hd hat အဲ့တော့ i had dinner at 6 pm ငါညနေ6နာရီတုန်းကညစာစားခဲ့တယ်တဲ့အဓိပ္ပာယ်เนาะ now ဒီမှာ past perfect tense မှာကြာတော့ I had finished dinner before 6 p.m. ညနေ6နာရီမတိုင်ခင်တော့ငါညစာစပြီးခဲ့တယ်။ဖြစ်ရနှစ်ခုလိုမျိုး။နော်ညနေ6နာရီမတိုင်ခင်တော့ငါညစာစပြီးခဲ့တယ်။နော်ဒီမှာじゃ had finished ဒီဒီမှာ verb 3 had plus verb 3 Okay now ဥပမာ she left the party she left the party သူမပါတီကနေဆိုတော့ပါတီပွဲကနေထွက်သွားပြီပေါ့ နော်သူမပါတီဘွားနဲ့ပြန်ခဲ့တယ်ပေါ့အဲ့ဒီပဲနော်ဒီမှာကျတော့ she had left the party before we arrived နော်ဒီမှာဖြစ်ရနှစ်ခုဖြစ်သွားပြီသူမကပါတီဘွားကနေပြန်သွားခဲ့ပြီတဲ့ငါတို့မရောက်ခင်ကနေကသူမပါတီဘွားနဲ့ပြန်သွားပြီပြန်သွားခဲ့ပြီတဲ့ဒါပဲထွက်သွားပြီနော်ဒီမှာဖြစ်ရနှစ်ခုဒီမှာ had က had plus verb 3ဒီမှာ left က verb 3ဒီဘက်က left ကကျတော့ verb 2 နော်ဒီဘက်က left က v3 okay နော်နောက်ဥပမာ they watched the movie သူတို့ရုပ်ရှင်ကြည့်ခဲ့ကြတယ်ဒါပဲအဓိပ္ပာယ်ဒီမှာ watch the v2 နော်ဒီမှာ they had watched the movie already ဒီမှာ already ပါသွားပြီ already ပါတော့ဒါဖြည့်နှစ်ခုပုံစံလိုဖြစ်သွားပြီသူတို့ရုပ်ရှင်ကြည့်ပြီးခဲ့ပြီလို့ပြောတာဒီမှာ already ပါသွားလို့နော်ဆိုတော့အတိတ်ကလာဖြည့်နှစ်ခုပုံစံလိုလည်းဖြစ်သွားတယ် already ပါသွားတော့နော်အဲ့ဒါဆိုတော့သူတို့ဒီ ရုပ်ရှင်ကို chip ပြီးခဲ့ပြီတဲ့ဒီမှာဒီမှာ hat plus ဒီ watch ကကြတော့ valve 3ဒီ left ကလည်းကျွန်တော် valve 3နော် okay လိုရေးလိုက်မယ်နော် okay အဲ့တော့ဆိုတာကျွန်တော်တို့ past tense က what happened in the past အတိတ်ကာလမှာဘာဖြစ်ခဲ့လဲဒါပဲဒီ past perfect tense ကကြတော့ what happened before what happened in the past သူကကြတော့ action အခုလိုဖြစ်သွားတာပေါ့အတိတ်ကာလမှာ ဒီ action တစ်ခုမဖြစ်ခင်အခြား action တစ်ခုကဖြစ်ပြီးခဲ့တာဒါပဲအဲ့လိုဆိုရင်ကျွန်တော် past perfect tense okay လွယ်ပါတယ်เนาะဒါလေးကကျွန်တော်ရှုံးမှာဒါလေး verb 3ကိုရေးတာပါကျွန်တော်ရှုံးမှာဆိုလို့ဒီက verb 3เนาะ okay အဲ့တော့ကျွန်တော်တို့ဘောเนาะဒီရောတတ်တဲ့ရှုပ်တတ်တဲ့ဘောเนาะမှားသုံးပြီးတတ်တဲ့ past tense past perfect tense ဟုတ်ကဲ့အားလုံးပဲရှင်းသွားပြီထင်ပါတယ်ရှင်ကျွန်တော်ဒီသင်ခန်းစာဗီဒီယိုဖိုင်လေးကိုစိတ်ရှိလက်ရှိလေးနဲ့ပေါ့နော်အဆုံးထိကြည့်ပေးရတော့လေကျေးဇူးများကြီးတင်ပါတယ်ရှင်